မင်္ဂလာပါရှင်နိုဝင်ဘာလ20ရက်သမစ္စမပရိုင်တိုင်းမစ္စမသတင်းစီစဉ်ကနေနှုတ်ခွန်းဆက်ပါတယ်ဒီကနေ့စီစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါအခုသတင်းကောင်းစင်တွေကိုအရင်ဆုံးကြည့်အောင်ပါရှင်ရွေးကောက်ပွဲကတိအထမမြောက်လို့ရှိရင်လက်သေးနဲ့ထိုးနိုင်တယ်လို့ဥခင်ကြီးကပြောပါတယ်မောတောင်မျိုးသိန်းတိုက်ပွဲတဲမှာထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်သားတွေကိုထိုင်းကမြန်မာကိုပြန်ပို့လိုက်ပါတယ်ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်မရှင်တပ်ကများစွာအထိနာနေပြီးတော့အေအေဘက်ကအသာစီးရနေတယ်လို့ဆိုပါရယ် စစ်တပ်ရဲ့ရွေးကောက်ပွဲတွေကလွတ်လပ်ပြီးတရားမျှတမယ်လို့ဆိုတာဟာစိတ်ကူးယဉ်သာဖြစ်တယ်လို့ American လွှတ်တော်အမတ်တွေကထောက်ပြကြပါတယ်။ရွှေကောက်ကိုကနိုင်ငံသားသား600ကျော်ကိုဖမ်းမိတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။နိုင်ငံတကာဘက်မှာတော့ကမ္ဘာအကြီးဆုံးနျူကလ িয়ার ဓာတ်အားပေးစက်ရုံပြန်လည်ပတ်ဖို့ဂျပန်ကပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒီတဲ့နဲ့အပြင်ဒီကနေ့ရဲ့နောက်ဆုံးရရွှေစည်းငွေစည်းနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုစူးစိတင်ဆက်ပေးသွားဖို့ရှိပါတယ်ရှင်။ ရွေးကောက်ပွဲမွဲဆွဲစီယုံပွဲမှာပေးခဲ့တဲ့ဂတိကွက်တွေအတိုင်းအထမြောက်အောင်မဆောင်ရွက်နိုင်ဘူးဆိုလို့ရှိရင်လက်သီးနဲ့ဆွဲထုတ်လို့ရတယ်ဆိုပြီးတော့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ဥက္ကဋ္ဌဦးခင်ကြီးကပြောလိုက်ပါတယ်။မနေ့ကနိုဝင်ဘာ16ရက်ကရန်ကုန်မြို့တဝနမိုးလုံလေးလုံအားကစားကွက်မှာပြုလုပ်ခဲ့တဲ့ကြံ့ခိုင်ရေးပါတီရဲ့ရွေးကောက်ပွဲကျင်းပစာရန်ရှင်လင်းပွဲနဲ့မဲဆွဲစီယုံပွဲရေးပွဲမှာဦးခင်ကြီးကအခုလိုပြောခဲ့တာပါ။ ဝါရင်သရုပ်ဆောင်တယောက်ဖြစ်တဲ့ကျန်းခိုင်ရေးပါတီရဲ့အမခန့်ထောက်ခံသူနေအောင်ကပြီးခဲ့တဲ့ရက်ပိုင်းကကျန်းခိုင်ရေးပါတီမဲဆွယ်ပွဲတစ်ခုမှာမဲရပြီးမှကိုယ်နယ်ကိုယ်ဒေသတွေကိုပြန်မကြည့်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလက်သီးနဲ့တွေ့မယ်ဆိုပြီးပြောဆိုခဲ့တာကိုဥခင်ကြီးကရည်ညွှန်းပြီးတော့အဲ့ဒီအခမ်းအနားမှာသူကကတိမတီလို့ရှင်ဆွဲတာထိုးလိုက်ဆိုပြီးတော့ပြောခဲ့တာပါ ကျန်းဟန်ရေးပါတီမဲဆွဲစည်းရုံးရေးပွဲတွေမှာဥခင်ကြီးကပါတီမူဝါဒတွေထံမှာရဲတပ်ဖွဲ့ကိုအဆင့်မြင့်မဲ့ဆိုရနဲ့သွင်းကုံပို့ကုံစည်းချက်ဖို့တွေကျမ်းမာရေးပညာရေးနဲ့အလောက်ကန်အခွင့်အလန်းစတဲ့အချက်တွေကိုလည်းဥခင်ကြီးကရွှေကောက်ပွဲကျင်းညာစာရန်မှာပြောခဲ့ပါတယ်။အလားတူပဲအစိုးရတပ်တန်းတစ်ခုထံမှာရဲတပ်ကတော်တစ်ခုဖွဲ့ဖို့ကိုလည်းကျင်းသိစီမံသွားမယ်ဆိုပြီးတော့ဥခင်ကြီးကပြောခဲ့ပါသေးတယ်ရှင်။တနင်္လာရီမောတောင်မြို့သိမ်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို ကော်တောင်ဆက်လီကိတ်ကနေတဆင့်ထိုင်းရနာပိုင်းတွေကဆဲအုပ်စုစီကိုပြန်ပြီးတော့လွှဲပေးလိုက်ပါတယ်။ကရင်မသားလွတ်မြောက်ရေးတမတော် KNL နဲ့ပူပေါင်းတက်တရဲ့တိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးသွားတဲ့တရဲမှုနဲ့အဖွဲ့အယောက်20လောက်ကိုထိုင်းဘက်ကပြန်ပြီးတော့လွှဲပေးလိုက်တာပါ။တိုင်းမြန်မာနယ်စပ်ကုံသွေးရင်းမှာအရေးပါတဲ့မောတောင်မြို့ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBL Force for Federal Democracy FFD နဲ့ PDF ပူးပေါင်းတပ်တွေကနိုဝင်ဘာ14ရက်နေ့မှာတင်းယူခဲ့တာပါ မြို့သိမ်းတိုက်ပွဲနေ့မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်40ကျော်ဖမ်းဆီးခဲ့မိပြီးတော့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့သူတွေလည်းရှိပါတယ်။အဲဒီထွက်ပြေးသွားတဲ့သူအရေးအတွက်အတိအကျကိုမသိရပေမဲ့ပြန်လွှဲတဲ့အခါမှာခါမှာတော့အယောက်20လောက်ပေါင်ဝင်တာကိုထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ်။ထွက်ပြေးတဲ့အချိန်တုန်းကတနက်တေနဲ့လက်နက်ခဲယံတွေကိုထိုင်းစစ်တပ်ကသိမ်းယူခဲ့တယ်ဆိုပြီးတော့ထိုင်းသတင်းဌာနတွေကဖော်ပြခဲ့ကြပေမဲ့အခုပြန်လွှဲပေးတဲ့အခါမှာလက်နက်တွေပါမပါတော့အတိအကျမသိရပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရင်က KNL PDF တွေဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြဖူးပါတယ်။ထွက်ပြေးလာတဲ့သူတွေကိုသက်ဆိုင်ရာနိုင်ငံတွေကစစ်ကောင်စီစီကိုပြန်ပြီးတော့လွှဲပေးလိရှိပါတယ်။မြန်မာတရုတ်နယ်စပ်အနီးမှာကချင်လွတ်လပ်ရေးတပ်မတော် KYN နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေနောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းတရုတ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ပူပြီးတော့တရုတ်ဘက်ကပြန်ပြီးတော့လွှဲပေးခဲ့ပါတယ်။ အလားတူပဲအာရခတက်တော် AA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြသလိုချင်းတော်လင်ရေးတက်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ရှင်။ရခိုင်ပြည်နယ်ဘက်ကသတင်းကိုဆက်ကြည့်အောင်ပါ။ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်များစွာအထင်အားနေပြီးတော့အာရခတပ်တော် AA ဘက်ကအသာစီးရနေတယ်လို့သတင်းရရှိပါရယ်။လက်တလောမင်းမြင့်ကြီးရွာမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အခိုင်အမာမြေပြုံညှို့မှန့်ပြတ်မှတ်ယူထားတဲ့နေရာတွေကို စစ်ကောင်မရှင်တပ်သားတွေအယောက်အေအေကတိုက်ကွက်ဖို့တိုက်ခိုက်တာစစ်မျိုးဆစ်ဆွဲပြီးတော့တိုက်ခိုက်နေတာကြောင့်စစ်ကောင်မရှင်ဘက်ကအထင်အမှားမှုများပြားနေတယ်လို့ဒေတာရင်းစစ်ရေးတရင်မြက်ကမစ္စမကိုပြောပါတယ်စစ်ကောင်မရှင်တပ်ဘက်ကစစ်ကိုပို့နိုင်ဖို့နဲ့စစ်ကြုံသွားတဲ့တပ်တွေပြန်လည်လွတ်မြောက်လာနိုင်ဖို့စစ်ကောင်မရှင်တပ်ဟာလေကြောင်းတမကပဲရေတပ်စခန်းတွေကနေလည်းလက်နက်ကြီးတွေနဲ့ဒရက်ဆက်ပစ်ခတ်တာတွေရှိနေတယ်လို့ဆိုပါရယ် ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့ရုပ်သံဖိုင်အရာကြောက်ဖြူမျိုးနဲ့မင်းပြင်ကြေးရွာမှာရှိတဲ့ရဲစခန်းနဲ့ကြေးရွာအနီးရေဒါစခန်းမိုးလေဝသစင်တာတွေမှာအရခတ်တတော် AA ကယာယီတက်ဆုပ်သွားတဲ့အချိန်မှာဝင်ရောက်နေရယူထားတဲ့စစ်ကော်မရှင်တပ်ကမှတ်တမ်းတပ်ပုံရိုက်နေတဲ့အချိန်မှာ AA က drone နဲ့တိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သား၁၀ရောက်ထပ်မံနေတေဆုံးခဲ့ရတယ်လို့သိရပါဗျ။ကျောက်ဖြူမြို့နယ်ကိုအရခတ်တော်အေအေက2025ဖေဖော်ဝါရီလကစပြီးတော့တိုက်ခိုက်လာတာမှအခိုင်အမာခြေကုပ်စခန်းတော့မထားခဲ့ပါဘူး။ ဒါပေမဲ့လက်ရှိအနေအထားအရငါလုံးစုတိုက်နယ်ဘက်ကိုခြေကုပ်ယူလာတာကြောင့် AA ဟာဒုနဲ့တိုက်ဆက်ဆင်နိုင်တယ်လို့ဗိုလ်ကြီးစင်ရောကမှန်းဆပြောပါတယ်။စစ်ကောင်မရှင်ဟာကြောက်ဖြူမြို့နယ်ကနေရန်ပြဲမြို့နယ်ဘက်အဆက်အထိစစ်ရေးပြင်းမှတ်ဥတီကျလာနေပြီးတော့လက်ရှိအထိနာနေတာကြောင့်သူတို့ရဲ့စစ်ရေးရှင်မှန်းချက်ပျက်စီးသွားတဲ့အနေအထားတွေ့ရတဲ့အတွက်တကယ်လို့စစ်ကောင်မရှင်ဘက်ကကြောက်ဖြူမြို့ဘက်မှာရွေးကောက်ပွဲလုပ်နိုင်သွားတဲ့ဆိုတဲ့အတိုင်းရွေးကောက်ပွဲအလုံးမှာတိုက်ဆက်ပြင်းစင်နိုင်တယ်လို့စစ်ရေးသတင်းမြစ်တွေကတွက်ဆကြပါဗျာ။ ေဒါစခန်းပြည့်စင်ကြောင်းအမျိုးတည်းရှိနေတဲ့စစ်ကော်မရှင်တပ်ဟာနိုဝင်ဘာလ16ရက်နေ့ကစပြီးတော့ကြောက်ဖြူမျိုးနဲ့မင်းပြင်ကြေးရွာဝမ်နက်ချိန်ကြေးရွာလိတ်တင်ကြေးရွာစတဲ့ကြေးရွာတွေကိုဘုံကျဲတက်ခိုက်နေတာကြောင့်ဒေသခံအရပ်သားတွေကအစုလိုက်အပြုံလိုက်စစ်ဘေးတိမ်းရှောင်နေကြပါဗျ။အရခတ်တက်တော် AA အနေနဲ့လက်ရှိမျိုးပေါင်း15မျိုးကိုတင်ပိုက်ထင်းချုပ်ထားနိုင်ပြီးတော့ရခိုင်ပြည်နယ်မှာရှိတဲ့ကြောက်ဖြူမျိုးနဲ့ပါဝင်ရခိုင်ပြည်မအဆက်မရှိတဲ့နေရာ3နေရာကိုလည်းစစ်မျက်နှာဖွင့်တိုက်ဆက်ဆင်နေစေဖြစ်တဲ့အတွက်စစ်ကောင်မရှင်တက်တဲ့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါရှင်။ စတက်ရဲ့ရွေးကောက်ပွဲတွေကလွတ်လပ်ပြီးတရားမျှတမယ်ဆိုတာက စိတ်ကူးရန်သာဖြစ်တယ်လို့ American လွှတ်တော်အမတ်တွေကထောက်ပြကြပါတယ်။ဒီသတင်းကြောင့်ရအပြေဆုံးကိုကိုရဲရင်ကဆက်လက်တင်ဆက်ပေးမှာပါရှင်။စတက်ကတရားမဝင်တဲ့အစိုးရအပေါ်တရားဝင်မှုတိစောက်ဖို့အတွက်နောက်ဆုံးလှည့်ကွက်အဖြစ်ရွေးကောက်ပွဲပြုလုပ်တာဖြစ်တာကြောင့်စစ်တပ်ရဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမယ်ဆိုတာစိတ်ကူးယဉ်ကျေးမျှတာဖြစ်ကြောင်း American Outlook တော်မှာပြုလုပ်ခဲ့တဲ့ မြမအရေးဆွေးနွေးပွဲမှာလွတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ16ရက်ကအမေရိကန်အလို့တော်မှာပြုလုပ်ခဲ့တဲ့ထွက်ပေါက်မရှိသောမဟာဗျူဟာမြန်မာနိုင်ငံ၏အဆုံးမရှိသောအချက်အတဲနဲ့အမေရိကန်၏ကန့်တတ်မှုရှိနေသည့်ရွေးချယ်စရာများဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာအခုလိုထုတ်ဖော်ပြောဆိုကြတာဖြစ်ပါတယ်။အမေရိကန်လွှတ်တော်အမတ်များကမြန်မာအရေးဆွေးနွေးရာမှာ စစ်တပ်ကအယက်သားပြည်သူများကလေးများကို လေကြောင်းဖြင့်ပုံကျဲတပ်ဖြတ်နေကြောင်းကြီးရွာများနဲ့လူနေအိမ်များကိုစစ်တပ်ကမီးရှို့ဖျက်ဆီးနေပြီးစစ်ဘေးရှောင်ပြည်သူတန်းနဲ့ချီထွက်ပြေးနေရကြောင်းအခုလိုချိန်မှာစစ်တပ်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပထမဆုံးကြိမ်ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားကြောင်းမကြသိမီကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေက ရွေးကောက်ပွဲကိုစန့်ကျင်ပြောဆိုသူသို့မဟုတ်ဆန္ဒပြသူတိုင်းကိုပြစ်မှတ်ထားပြီးပြစ်ဒဏ်ချမှတ်ခံရသူများအတွက်လည်းနှစ်ပေါင်းများစွာထောင်ဒဏ်သို့မဟုတ်တေးဒဏ်အထိချိန်ကျောက်ထားကြောင်းဒီလိုလောက်ရတွေဟာမြန်မာနိုင်ငံမှာရှိတဲ့ဒီမိုကရေစီလုပ်ငန်းစဉ်ကိုပုံမိုဆိုးရွားစေတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်မြန်မာနိုင်ငံရဲ့ပုံမိုနတ်ဆိုင်လာနေတဲ့ပြည်ပခါကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်သိမ့်မတန်တော့တာကြောင့် ပြင်းထန်တဲ့အရေးယူမှုတွေလှုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမေရိကတတိပေးပြောကြားထားပါတယ်လက်ရှိချိန်ထိအာဆီယံဘုံသဘောတူညီချက်၅ချက်ဟာလည်းအလုံးမဖြစ်တာကြောင့်အမေရိကန်အနေနဲ့အာဆီယံဘုံသဘောတူညီချက်အတိုင်းမဟုတ်တော့ဘဲမိမိကိုယ်ပိုင် policy နဲ့သွားသင့်နေပြီဖြစ်ကြောင်းထောက်ပြထားကြပါတယ်ဒါအပြင်အမေရိကန်ပြည်သူတွေနဲ့နိုင်ငံတကာကိုချိမ့်ချောက်နေတဲ့ စိုက်ပါရာဇဝတ်မှုနဲ့ကြားဖြန့်ငွေလိမ်စင်တာတွေနဲ့ပတ်သက်ပြီးလဲဆွေးနွေးသွားကြပါတယ်။မြန်မာစစ်အုပ်စုနဲ့ဆက်ဆက်နေတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်ကိန်းတွေပြန့်နှံ့လာတာလူကုန်ကူးမှုတွေနဲ့အတူစစ်ကောင်စီကတရားဝင်မှုရရှိမှုအတွက်တရုတ်နဲ့ရုရှားအပေါ်မိခိုနေရတဲ့အကြောင်းအရာတွေအပါအဝင်အ धिक ပြဿနာတွေကိုလည်းထောက်ပြခဲ့ကြပါတယ်။အမေရိကန်ရဲ့အေးအေးယူဆောင်ရွက်မှုမရှိပါကမြန်မာနိုင်ငံဟာ ကြရှုံးနိုင်ငံအဖြစ်နဲ့အတူနိုင်ငံကျော်ဖြတ်ရာဇဝတ်မှုတွေရဲ့ဗဟိုချက်အဖြစ်နဲ့ဆက်လက်ရှောက်လန်းရလိမ့်မယ်လို့လည်းဥပဒေပြုအမတ်တွေကတတိပေးထားပါဗါဒ။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ရွှေကုတ်ကူမြို့မှာရှိတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းကြောပြန့်တွေကို စစ်ကောင်မရှင်တန်နယ်ကရင်နယ်သားစောက်တက် PGF တို့ဝင်ရောက်ရှင်းလင်းတာမှာနိုင်ငံသားသား611ယောက်အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာအသုံးပြုတဲ့ကွန်ပျူတာ2600ကျော်မိုဘိုင်းဖုန်း2000နီးပါးနဲ့လုပ်ငန်းသုံးပစ္စည်းအများပြားဖမ်းဆီးခဲ့တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်။ရခိုင်နယ်မြေကို November 16ရက်ကစပြီးတော့စတင်ရှင်းလင်းခဲ့တာဖြစ်ပြီးနှစ်ရက်အတွင်းမှာလူ600ကျော်ဖမ်းဆီးခဲ့ပြီးတော့ရွှေကောက်ကိုမြိုင်ကျေးရွာလုံးထင်ဝင်းမှာရှိတဲ့အဆောက်အအုံမှာထိမ့်သိမ့်ဆစ်ဆီနေတယ်လို့ဆိုပါရယ်။ အဲ့ဒီအထက်ကအယောက်200ဟာမြန်မာနိုင်ငံတဲကိုတရားမဝင်ဝင်ရောက်လာကြတဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ်အမေရိကန်ပါဝင်နိုင်ငံတကာကကြောင်းဖြတ်နိုင်နေရဲ့အပေါ်အာရုံစိုက်လာတဲ့အချိန်မှာစကောင်းဆောင်အနေနဲ့ကရင်ပြည်နယ်ဖန်အဘက်ကိုပြီးခဲ့တဲ့ရက်ပိုင်းတည်းတွားရောက်ခဲ့ပြီးတော့ကြောင်းဖြတ်နိုင်နေရဲ့ကိုအမျိုးသားရေးတာဝန်အဖြစ်ပြက်ပြက်တတ်တာအမျက်ပြက်ချိန်မုံသွားမယ်လို့ပြောဆိုခဲ့တယ်လို့ဒီလိုမျိုးစစ်တပ်နဲ့ GDF တို့ရဲ့အများဝရီနဲ့ကြောင်းဖြန့်ရှင်လင်းမှုဟာဇက်တိုက်ထားတဲ့အယောင်ပြတတ်တာဖြစ်တယ်လို့လည်းဝေဖန်မှုတွေရှိခဲ့ပါတယ် ပြည်ကြဲအော်တိုဘာလာတက်မှာလဲမြောက်ရီမက်သော်တလေးဘက်မှာရှိတဲ့ KK ပေါက်ကိုစစ်ကောင်မရှင်ကဝင်ရောက်စီးနှင်ခတ်ပြီးတော့အဲ့ဒီစီးနှင်မှုကိုထုတ်ပြန်တဲ့ဓပုံတွေထဲမှာစစ်သားတွေကတကယ်အနေရရှိတဲ့စစ်စင်ရေးတခုလိုလုပ်နေပြီးမဲ့ဓပုံရိုက်တဲ့သူကအေးအေးဆေးဆေးဖြစ်နေတဲ့ပုံတွေကြောင့်အဲ့ဒီစီးနှင်မှုဟာလဲဟန်ပြတာဖြစ်တယ်လို့ဝေဖန်ခံခဲ့ရပါသေးတယ်။ စစ်ကောင်မရှင်ကတော့မြောက်ရီမက်သောတလေး KK Park နယ်မြေကအွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာအသုံးပြုတဲ့အဆောင်အုံ635လုံးတက်က190လုံးကိုဖြိုချပျက်စီးပြီးဖြစ်တယ်လို့ဂျန်တဲ့အဆောင်အုံ465လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးနေကြောင်းနဲ့အခုရွှေကောက်ကုန်နယ်မြေတက်မှာရှင်းလင်းမှုတွေလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ကမ္ဘာအကြီးဆုံးနျူကလ িয়ার ဓာတ်အပိစက်ရုံပြန်လည်ပတ်ဖို့ဂျပန်ကပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒီသတင်းအကြောင်းအရအပြည့်စုံကိုကိုဆိုင်ခန့်ကပြောပြပေးမှာပါရှင်။ ကမ္ဘာအကြီးဆုံးနျူကလ িয়ার ဓာတ်ပိစက်ရုံကိုပြန်လည်ပတ်ဖို့ဂျပန်ကမိစိန်ပြတော်မယ်လို့ဒေတာကန်မီဒီယာကဗုဒ္ဓဦးနေမှာသတင်းပေးပို့ပါရယ်။စွန့်ရင်မြင့်ရှားပါတဲ့ဂျပန်နိုင်ငံဟာ2012ခုနှစ်ဖူကူရှိမားကပ်ဘေးပြီးမှနျူကလ িয়ার ဓာတ်ပိလုပ်ငန်းတွေကိုရပ်ဆိုင်ခဲ့ပါရယ်။ဒါပေမဲ့ပြည်ပကတင်သွင်းရတဲ့ရုပ်ကျွင်းလောင်စာတွေပေါ်မိခိုမှုလျှော့ချပြီးအမှုမျိုးစွန့်ရင်ကိုပြန်လည်စတင်လို့နေပါရယ်။ ကာဝါရှိဝါဇာကီကာရီဝါနျူကလ িয়ার ဒါအပေးစယုံဟာဒေသခံအုပ်ချုပ်ရေးမှုစီကနေဒါအပေးလုပ်ငန်းတွေပြန်လည်စတင်နိုင်ဖို့ခွင့်ပြုချက်ကိုအခုတစ်ပတ်တည်းရရှိလိမ့်မယ်လို့မျှော်လင့်ထားကြောင်းကျိုးတိုသတင်းဌာနနဲ့နီကီစီဘွားရေးနေစဉ်သတင်းစာတို့ကသတင်းရင်းမြစ်ကိုမပေါ်ပြဘဲသတင်းပေးပို့ချက်ရတီးရပါတယ်။ ဒါအပေးစက်ယုံတည်ရှိတဲ့ဂျပန်အလဲပိုင်းနီဂါတာပြည်နယ်အုပ်ချုပ်ရေးမှူးဟီဒီယိုဟာနာဇူမီကတောက်ကြနေမှာသတင်းစာရှင်းလင်းပွဲပြုလုပ်လိမ့်မယ်လို့မျှော်လင့်ရကြောင်းသတင်းတွေကဆိုပါတယ်။ကာဝါရှိဝါဇာကီကာရီဝါမှာရှိတဲ့ဓာတ်ပေါင်းပုံခုနှစ်လုံးတည်းကတစ်လုံးသာပြန်လည်လည်ပတ်မှာဖြစ်ပါတယ်။၂011ခုနှစ်ဆူနာမီလိုင်းလုံးကြီးတွေကြောင့်ဖူကူရှိမားတိုင်ချီဓာတ်ပေါင်းပုံအရေးပြောပျက်စီးသွားပြီးတဲ့နောက်လူလူအကြားနျူကလ িয়ার စွမ်းအင်အပေါ်စိုးရိမ်စိတ်တွေကြီးမားလာမှုကြောင့်ဂျပန်နိုင်ငံက နျူကလ িয়ার တရားပေးစက်ရုံအားလုံးကိုပိတ်ပစ်ခဲ့ပါတယ်။တင်းကျပ်တဲ့ဆန်နှုံးတွေချမှတ်ပြီးအခုခါအများစုဂျပန်နိုင်ငံအနောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရှိတဲ့တပ်ပေါင်းဘူ14လုံးဟာတရားပေးလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ဖူကူရှိမာဆက်ရုံတရားပေးကုမ္ပဏီတပ်ကိုရဲ့အခုတရားပေးလုပ်ငန်းတွေပြန်လည်စတင်မဲ့အစီအစဉ်ဟာခွင့်ပြုချက်ရရှိခဲ့ရင်ကပ်ဘေးအပြီးမှာပထမဆုံးပြန်လည်စတင်မှုဖြစ်မှာဖြစ်ပါတယ်။ တကရွေ2050မှာကာဗွန်ထုတ်လွှတ်မှုကင်းမဲ့ဖို့ရည်မှန်းထားတဲ့ဂျပန်နိုင်ငံအတွက်ဂျပန်နိုင်ငံကလိုအပ်တဲ့စိတ်ချရပြီးတန်ရှင်းတဲ့စွမ်းရည်အရင်းမြစ်အဖြစ်နျူကလ িয়ার တပ်အားကိုအသုံးပြုဖို့အစိုးရကလည်းဆက်လက်ထောက်ခံအားပေးနေခဲ့ပါတယ်။ဖူကူရှိမာကပ်ဘေးအပြီးနိုင်ငံတွင်းပထမဆုံးနျူကလ িয়ার တပ်ပေါင်းဖို့ကို တည်ဆောက်ဖို့ပနမအဆင့်လုပ်ငန်းတွေကိုဒါအပေးကုမ္ပဏီကန်ဆိုင်ကလျက်စစ်ကဇူလိုင်လကစလို့စတင်လှုပ်ဆောင်နေကြတာပါ။ ပျက်စီးသွားတဲ့ဖူကူရှိမာဒါအပေးစက်ရုံကိုဖျက်သိမ်းဖို့ကြီးမားခက်ခဲတဲ့လုပ်ငန်းတွေကိုဂျပန်နိုင်ငံကရင်ဆိုင်နေရဆဲဖြစ်ပါတယ်။အဲဒီလုပ်ငန်းဟာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်မယ်လို့မျှော်မှန်းထားပါတယ်။ရေဒီယိုတက်တီကြွအပျက်စီးတွေကိုဖယ်ရှားဖို့ပြင်ဆင်တဲ့အနေနဲ့ပျက်စီးနေတဲ့စက်ရုံအဆောက်အဦတွေကိုအဝေးထိန်စက်ရုံတွေဂျပန်နည်းပညာရှင်တွေကဩဂတ်စ်လအတွင်းမှာဆီလုပ်ခဲ့ပါတယ်။ အနေရကြီးမားလာတဲ့အဆင့်ရှိနေတဲ့ရေဒီယိုတက်တိကြွအရေးပြောလောင်စာချောင်းတွင်နဲ့တခြားပစ္စည်းတွေကိုစက်ယုံတွင်းကဖယ်ရှားရေးဟာဆဲဆုနယ်ပေါင်းများစွာကြာမြင့်မဲ့စက်ယုံဖြတ်သိမ်းရှင်းလင်းလုပ်ငန်းမှာအကြီးမားအခက်ခဲဆုံးသောလုပ်ငန်းအဖြစ်ရှုမြင်နေကြပါတယ်အခုနောက်ထပ်အနေနဲ့ American Dollar တန်း900တန်း NASA MS ဒုံးကျည်စနစ်ကိုထိုင်ဝမ်ကို American ကရောင်းချမယ်လို့ဆိုပါတယ်ဆက်လက်နားဆင်ကြပါရှင့် American ဟာ Ukraine တိုက်ပွဲမှာစမ်းသပ်ပြီးဖြစ်တဲ့ ဒေါ်လာတန်း900နီးပါးတန်ဖိုးရှိအစင်းမြင့်ဒုံးကျည်စနစ်ကိုထိုင်ဝမ်ကိုရောင်းချကြောင်းကြေညာခဲ့ပါတယ်။တပတ်အတွင်းမှာထိုင်ဝမ်အတွက်ဒုတိယကြိမ်မြောက်လက်နက်ရောင်းချမှုဖြစ်ပြီးစုစုပေါင်းဒေါ်လာ1ဘီလီယံအထိရှိသွားပြီဖြစ်ပြီးတော့ထိုင်ဝမ်အပေါ်မှာထောက်ခံမှုကိုထပ်မံအတည်ပြုလိုက်တာဖြစ်ပါတယ်။ RDX ကုမ္ပဏီကနေထုတ်လုပ်တဲ့တာလဘတ်ဒုံးကျည်စနစ် NASA MS ဟာထိုင်ဝမ်လက်နက်တပ်အတွက်အသစ်တစ်ခုဖြစ်ပါတယ် ပင်ဒဂွန်က NASA MS စနစ်တွေဝယ်ယူရေးအတွက်တနင်္လာနေ့မှာကုမ္ပဏီနဲ့ဈေးနှုန်းသတ်မှတ်စာချုပ်ချုပ်ဆိုခဲ့ပြီးထောက်လုပ်တက်ဆင်တာနဲ့ပေးပို့မှုတွေကို2032ခုနှစ် February လမှအပြီးသတ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်2026ဘဏ္ဍာရီနှစ်အတွက်နိုင်ငံခြားစစ်ဘက်ပစ္စည်းရောင်းချမှုထိုင်ဝမ်ရန်ပုံငွေကနေဒေါ်လာ6989သိန်း4860ပေးချေဖို့သတ်မှတ်လိုက်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ မေရိကန်ဟာထိုင်ဝမ်ကိုဒေါ်လာတန်330တန်မိုးရှိတဲ့စစ်လေယာဉ်တွေနဲ့တခြားလေယာဉ်အစိပ်အပိုင်းတွေရောင်းချမှုကိုလည်းပြီးခဲ့တဲ့ကြာသပတေးနေ့ကအတည်ပြုခဲ့ပါတယ်။ထိုင်ဝမ်ပေါ်မှာအမေရိကန်ရဲ့ဂတိကဝတ်တွေကိုဒီကနေ့မှရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။နောက်လဲတွေ့မြင်ရအောင်မှာပါလို့တိုင်ပင်မှာရှိတဲ့အမေရိကန်တန်တမန်ရေမွန်ဂရင်းကအမေရိကန်ကုန်သွယ်ကြီးများအသင်းပွဲမှာအင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့ဂျပန်ကစီးရေးအရောက်ဝင်ဆွတ်ဖတ်နိုင်တယ်ဆိုတော့ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့နှက်ချက်ကြောင့်တရုတ်နဲ့ဂျပန်ကြားတန်တမန်ဆက်ဆံရေးဆိုးရွားနေချိန်မှာအမေရိကန်ရဲ့လက်နက်ရောင်းချမှုပေါ်ပေါက်လာတာဖြစ်ပါတယ်။ထိုင်ဝမ်စစ်တပ်ဟာအရေးကြီးတဲ့ရေကြောင်းထောက်ပံ့ရေးလမ်းကြောင်းတွေကိုကာကွယ်ဖို့ကိုပိုင်ရင်ငုတ်တင်မောများတိဆောက်ခြင်းကဲ့သို့သောကျိုးပန်းမှုတွေနဲ့တရုတ်ရဲ့တိုက်ခိုက်မှုတွေကိုပုံမှန်ကောင်းမွန်စွာကင်တွယ်ဖြေရှင်းဖို့လက်နက်ကိုဖြစ်တင်းနေပါတယ်။ တရုတ်စစ်တပ်ဟာထိုင်ဝမ်တဝိုင်းမှာနေစဉ်ဒီပါလှုပ်ရှားနေပြီးတော့အဲ့ဒါကထိုင်ဝမ်တပ်ဖွဲ့တွေကိုစမ်းသပ်ဖို့နဲ့အားအင်ကုန်ခံမောပန်းစီဖို့မိခိုးရောင်စုံပြူဟာအဖြစ်ထိုင်ဝမ်ကရှုမြင်ထားပါတယ်တရားဝင်တန်တမန်ဆက်ဆံရေးမရှိပေမဲ့လည်းအမေရိကန်ဟာထိုင်ဝမ်ကိုမိမိကိုယ်ကိုကာကွယ်ရေးနှိမ့်လန်းတွေပေးဖို့ဥပဒေအရတာဝန်ရှိပြီးတော့အဲ့ဒီအချက်ကတရုတ်ကိုအဆက်မပြတ်ဒေါသထွက်စေပါတယ် တယောက်ကထိုင်ဝမ်ကို၎င်း၏အစိတ်အပိုင်းဖြစ်သတ်မှတ်ထားကလိုအပ်ပါကအင်အားသုံး၍တယောက်ပြည်မာကြီးနှင့်ပြည်လဲပေါင်းစည်းဖို့ကတိပြုထားပါသည်နိုင်ငံအများစုဟာတယောက်ရဲ့သတ်မှတ်ချက်ကိုလိုက်နာကြပြီမဲ့လဲအများပြားကထိုင်ဝမ်နဲ့စီးပွားရေးနဲ့တရားဝင်မဟုတ်တဲ့တန်တမန်ဆက်ဆံရေးကိုထိမ့်သိမ်းထားကြပါသည်ရှင်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မင်းစမသတင်းတော်ကိုမြတ်သူရကစူးစိတက်ဆက်ပေးမှာပါရှင်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်ပြင်ပပေါင်စဉ်4060ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1611.29ကျပ်ပြင်ပပေါင်စဉ်3100တစ်ဆက်6ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ် အကောင့်432.22ချက်ပြင်ပပေါင်စီ4693ချက်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.84ချက်ပြင်ပပေါင်စီ125.85ချက်မလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စီ906.2ချက်ပြင်ပပေါင်စီ984ချက်ပေါင်စီရှိပါတယ် ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရဖြီးတွင်ရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့တင်းတတ်မှတ်စေ59သိန်း9000ကျပ်ပြင်ပပေါင်စေ86သိန်းကျပ်စကားပဲတစ်ချက်သားကိုရွှေကုံတဲ့တင်းတတ်မှတ်စေ55သိန်း96885ကျပ်ပြင်ပပေါင်စေ80သိန်း9000ကျပ်ပေါင်စေရှိပါတယ်။ ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2540ကျပ်ပရီမီယံဒီဇယ်တလီတာကို3085ကျပ်အော်ဒိတ်92တလီတာကို2585ကျပ်အော်ဒိတ်95တလီတာကို2660ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီစင်းတို့တွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6355ကျပ်ပြင်ပပေါက်စီ1000ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါစင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။သမစ်မပရိုင်တိုင်းမစ်မသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှာပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုကျွန်မကျူချန်ကစူးစီးတင်ဆက်ပေးခဲ့တာပါ သမစ်စမော့ prime time စီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ကျန်းမာတုခရကြပါစေရှင်။